ငါရေးသုံးပါနားမလဲတဲ့ကောင်လို့ပြောရအောင်။ငါနဲ့သူနဲ့ကြားတဲ့ပတ်သက်မှုကိုမင်းဘယ်လောက်သိလို့ ပြစ်စရာမလိုမိဘကအကန့်နဲ့ကြော်နေတာပြောနေတာလူဆိုရင်လူလုံးသားပဲဟဲ့ဘာပြောလဲမိဘဘာသာပြောနေစင်ရမလို့ငါကနောက်ဒီမှာနေသားစကဲချောင်းတော့ကြောက်တယ်မင်္ဂလာပါဗျာကျွန်တော်အခု နေကာလို့နာမည်ခေါ်တဲ့ဗီဒီယိုဇာတ်ကားရိုက်နေပါတယ်ဒရိုက်တာဂျိုးနဲ့မင်းသမီးတင်စာຫນွေဝင်းတို့ပါဝင်ပါတယ်ဒီကားကဟိုရိုမန်တစ်အမျိုးအစားမျိုးဖြစ်ပါတယ် romance ပေါ့ဟိုအချစ်စကားပါဒီကိုသိချစ်တဲ့ကောင်မလေးကိုအမြဲတမ်းအာအရေးတကြီးကြီးနဲ့ကိုညီရဲစောင့်ရှောက်တယ်အချစ်လည်းအရန်ချစ်တယ်ဆိုတော့အချစ်စကားမျိုးမျိုးစားပါခင်ဗျာကျွန်တော်အဲ့လို fighting နေတိတ်ရိုက်လေးမရှိပါဘူးအာအခုဒီကားမှာတော့ဒီ fighting အနေငယ်ပါပါတယ်အဲ့တော့ကျွန်တော်အတွက်ကတော့ဒါအထူးဆန်းတစ်ခုလိုပါပဲအရင်တော့ရိုက်ဖူးတာတွေထက်တော့နည်းနည်းပို့ပြီးတော့ ကြံကြံရင်ရင်တော့အာတရုတ်ဆောင်ထားပါတယ်။အော်ဟုတ်လုံးနဲ့ဟုတ်ဆောပါတော့ဒီတော့နားဟာအဲကောင်းမလေးပြချက်ကြည့်လဲကြည့်ဖက်ပြောလဲဟဲ့။ဟိုကဲမတက်ပြောရင်ပြောကြည့်နော်။အကိုဇက်တွေနဲ့ဟိုအကိုဇက်လန်းတွေတော်များများတော့အကိုကဒီနာမည်လေးတွေလည်းတကယ်ကိုရိုက်တာလဲဟိုဟာဒီနိုင်ငံကားပုံစံမျိုးလေးကိုရိုက်တာဆိုလေရိုက်ချက်လေးရာစားဆိုအကိုကားလေးလည်းဟို မြန်မာလူလည်းဘာသာပြန်လို့လွယ်မဲ့ဟာမျိုးလေးနောက်ပြီးတော့ပသက်ပြားမှလည်းပြောလို့လွယ်မဲ့ခေါ်မဲ့အင်္ဂလိပ်စကားလုံးဟာမျိုးလေးတော့အကိုပေးပေးပါတယ်အကိုကတော့ကြိုးစားခဲ့ရတော့ဟိုနှစ်ပေါင်းများစွာကြိုးစားခဲ့ရပါတော့ဟိုဝင်းနေရပါတော့ဒါပေမဲ့အခုဒီဘက်ခေတ်ထဲမှာကျတော့ဒီပြောင်းလဲလာတဲ့ဒီဗီဒီယိုရဲ့ဒီရေစကြောင်း line ထဲမှာအကိုက line တစ်တိုင်းဖောက်လိုက်တာပေါ့နော် action line ပေါ့နော်အဲ့တော့ဟိုတမန်ကြည့်နေရတဲ့ဒီချစ်ချိုက်ညာခွဲဒီဇလန်ဟာသားရည်တဲ့ဆိုင်အမြင်တစ်မျိုးပြောင်းလဲပြီးတော့အခုပြိတ္တကအတိမပြည့်လက်ခံလာတယ်ကိုထင် အဲအဓိကတော့ပြိသက်ပဲပေါ့နော်အခုလည်းတစ်ချိန်တုန်းကပြိသက်ဘွားကနေလာခဲ့တာပဲဆိုတော့ဟိုကိုရီပြိသက်တယောက်အနေနဲ့ပြိသက်လည်းမကြည့်ကျင်ဘူးလေဖန်တီးရတဲ့လူတွေအလကားပဲလေအဲ့တော့ပြိသက်ကြည့်ကျင်လာကိုရီဖန်တီးမယ်ကြိုးစားမယ်ပြိသက်တယောက်ပြိသက်တွေဘက်ကနေပြီးတော့ပဲကြည့်ပြီးတော့ခံစားမယ်ကိုရောကျန်တဲ့တောင်းဆိုမှုတွေအားလုံးလေကိုလိုက်ရောပြလို့ရတယ်ဒီလိုအရေးသုံးပါနားမလဲတဲ့ချုပ်ကောဘာပြချက်မလဲမင်းပစ္စပိုက်ရလို့ပြောနေလောက်ပါမယ်စီအဲ့ဘာပြောတာဟမ် ဒီထဲမှာတစကာရိုက်တာကျတော့ဟိုရီစာများတဲ့ကောင်မလေးပေါ့နော်ပြီးတော့ကိုဆိုင်ကကျတော့တစတငယ်ချင်းပေါ့ဒါပေမဲ့သူ့ရဲ့အချစ်ကိုကိုကနားမလဲပဲနဲ့ရီစာရဲ့အများကြီးရှောက်ထားနေရပေါ့နော်နောက်ဆုံးမှသူကိုယ့်ကိုတကယ်ချစ်တဲ့စာတီသွားတာပေါ့အဲ့ပုံစံမျိုးလေးပါဟုတ်အဲအခုနောက်ပိုင်းကျတော့ character အစုံနှိပါးလောက်ရိပ်ဖြစ်တယ်။ဘာလို့လဲဆိုတော့ပြည်သက်တရားကိုအလိုလူငယ် character လေးနဲ့လည်းတွေ့လာတယ်လို့ပြီးတော့ဟိုအိမ်အောင်တဲ့ပုံစံမျိုးလေးနဲ့လည်းလက်ခံလာပြီးရခါကျတော့ character ကတော့အစုံရိပ်ဖြစ်ပါတယ်ဟုတ် ပြရပြရနဲ့ပြည်သက်တွေအကုန်လုံးစိတ်သစ်လူသစ်နဲ့ပျော်ရွှင်စရာတွေအများကြီးကျမကြီးလည်းကောင်းပြီးတော့အမြင်မှုတွေလည်းအများကြီးရပါစေလို့တင်စားဆုတောင်းပေးပါရရှင်။ဘင်းကားစီကိုဘုန်းဆက်ဆက်ဘာကြောင့်ရှိလို့။တိတ်ရှိရပါဘူး။ငါနာမည်အုတ်တော်။မင်းမမဟုတ်ဘူးကြာ။ဘဲကောင်ဝဲဖြစ်ဖြစ်ထာဝဇင်နဲ့တွေ့ချင်းငါမျက်စိရှိမှာပဲတွေ့ရ။ထာဝဇင်နောက်ကတ်ချင်းမစီမှာပါမစ်တင်အေဒီရဲ့နဲ့သမီးလို့အမိရတယ်ကျွန်တော်ရဲ့ရုပ်ရှင်ဇက်ကား ရုပ်ရှင်ကားကြီးကိုဒီလာမယ့်2016မှာ January လမှာရုံတင်မှာပါ January လတတိယဘတ်သို့မဟုတ်သတုထဘတ်မှာရုံတင်မှာဖြစ်ပါတယ်အဲ့ဒီဇက်ကားကကျွန်တော်ရဲ့အဲကျွန်တော်ဘဝတစ်လျှောက်လုံးမှာပထမဆုံးရုပ်ရှင်ဟောခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်တဲ့ရုပ်ရှင်ဇက်ကားလို့ပြောလို့ရပါတယ်အဲ့အတွက်တော်တော်လေးတော့ရင်ခုန်ပါတယ်အာမင်းသမီးရလည်းဒီလူငယ်မင်းသမီးအသက်ပေါ့လေမင်းသမီးအသက်9ယောက်ပါဝင်ပါတယ် director ဦးမီးပွားပါအဲဆိုတော့ဒါ ခါတိုင်းကျွန်တော်ကားတွေကတော့ဗျာကိုနေတိုးနဲ့ထွက်တယ်ကိုပြည်တီဦးနဲ့တင်တယ်အကိုရန်လေးနဲ့ဆိုတဲ့သဘောမျိုးအခုကျတော့ကျွန်တော်တယောက်တည်းဆိုတော့ဒါကျွန်တော်တို့ရဲ့တော်တော်ရင်ခုန်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ကျွန်တော်ပြည်သက်တွေအားလုံးတောင်းတဲ့စုတွေဖြစ်ချင်နေတဲ့ဆန္ဒတွေအားလုံးပြေဝပါစေမင်္ဂလာရှိတဲ့နှစ်သက်ပါဗျာ